မင်္ဂလာပါရှင် CNI သတင်းဌာနရဲ့2025ခုနှစ်မေလ12ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့တရုတ်သမ္မတရှီကျင်းဖြစ်နေနတ်ဆက်ကဥက္ကဋ္ဌပိုးချုပ်မှုကြီးမင်းအောင်လှိုင်တို့တွေ့ဆုံခဲ့ကြမှုဟာတရုတ်အနေနဲ့နတ်ဆက်ကဘက်ကနေရက်တီကြောင်ထပ်မံတက်သေးပြလိုက်တာဖြစ်တယ်လို့ဘုံမှုကြီးခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်းအိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရဆဲရေးသဘောတူညီမှုရရှိခဲ့ပြီးနောက်အကြီးကပြည်ထနာ၃ရက်ကိုဆွေးနွေးသွားမယ်ဆိုတဲ့တဲ့အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်သမ္မတရှီကျင်းဖြင့်နဲ့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့တွေ့ဆုံခဲ့ကြမှုဟောင်းတရုတ်အနေနဲ့နာဆာကဘက်ကနေရက်တီကြောင်ထပ်မံတက်သေးပြလိုက်တာဖြစ်တယ်လို့ပိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဗိုလ်မူကြီးခွန်အုပ်ကာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ တရုတ်သမရရှီကျင်းဖြစ်နေနဆကဥက္ကဋ္ဌဘိုးချုပ်မူကြီးမင်းအောင်လိုင်းတို့တွေ့ဆုံခဲ့ကြမှုဟာတရုတ်အနေနဲ့နဆကဘက်ကနေရက်တီကြောင့်ထပ်မံတက်တည်ပြလိုက်တာဖြစ်တယ်လို့ပိုမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှာဥက္ကဋ္ဌဘိုးမူကြီးခွန်ဥက္ကာကစီရင်နာကြတဲ့ဌာနကိုပြောပါရယ်သူတို့နှစ်ဦးဟာရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့ကြပြီးနောက်2025ခုနှစ်မေလ9ရက်မှာတွေ့ဆုံခဲ့ကြတာပါ ။လက်ဆက်ကအနေနဲ့တရုတ်သမ္မတရှီကျင့်ဖြင့်တွေ့ဆုံခွင့်ရရှိရေးကိုခွင့်တောင်းလာတာဟာကာလတစ်ခုအထိရှိပြီဖြစ်ပြီးအခုအခမ်းအနားမှာတွေ့ဆုံခွင့်ရခဲ့တာဖြစ်ကြောင်းလက်ဆက်ကဘက်ကတရုတ်စီမံကိန်းတရှိရာလမ်းကြောင်းတွေကိုမထိန်းနိုင်ပါကတရုတ်အနေနဲ့မန္တလေးအထိဝင်ရောက်ထိမ့်သိမ်းပေးဖို့ရှိတယ်လို့ကြားရကြောင်းလဲပိုးမြူတာလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCAS မှာဥက္ကဋ္ဌပိုမှုကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်။ policy ရပြောရင်တော့တရုတ်ကအာဒီ SEC ဟောလေ NASA ကောထောက်ခံနေကြယူပဲနိုင်ငံရေးရပြီးတော့ညဒါကြောင့်သူ့ကိုဆုံးရှုံးသွားတဲ့လာရှိုးတော်မှယူလလက်ဘူးတန်ရအောင်တဲ့ဝါစီစဉ်နေခဲ့တာကိုတို့တူကတဲ့ကလိုအပ်လို့နောက်ထပ်ဟလာအဲ့ဒီလမ်းကြောင်းကိုမထိန်နိုင်ဘူးကပ္ပနာတွေများမဲ့ဆိုရင်မန်မန်ဒိုရဲ့တီတော်မှတဲ့အမီနဲ့ဝင်ရောက်ပြီးတော့အထိန်သိမ်းပေးဖို့စဉ်းစားတာလည်းရှိတယ်လို့ကြားပါတယ်ဒါကြောင့်ဒီ တေသမရနဲ့တွေ့တာကဖြီးသွားဟန်နဲ့တွေ့တာပါဒါပေမဲ့တကယ်ပုံကြီးချက်ပြီးတော့ပြောရင်တော့တေယုတ်ကိုဖိတ်ပြီးတော့တေယုတ်ဒီမှာဌာနနဲ့ကြိုးဆိုပြီးတော့တွေ့တာမဟုတ်ပဲနဲ့မော်စကိုမှာနေရောက်နေတော့မှ side line လို့ခေါ်တာပေါ့နော် main event ကတော့ပြီးသွားပြီဒါပေမဲ့ side line တွေ့တဲ့သဘောပဲဖြစ်ပါဒါကြောင့် side line တွေ့တာကိုတော့ပန်ပမာကိစ္စမှာတော့ဒါကဟိုအပူစုပေါ့လေအပူစုတွေ့တယ်နောက်ပြီးတော့ အပေးရရှိအပေးမယ်အပြန်လာမိတ်ဆက်မယ်အဲ့ဒီသဘောကိုတွေ့ရပါတယ်ဘာဖြစ်ဖြစ်တယောက်ကတော့စစ်ကောင်စီခေါ်ခေါ်ဝင် SAC နောက်မှာရပ်ပြတဲ့သဘောကိုတော့နောက်ထပ်ပြည်တစ်ခုပြလိုက်တာပေါ့တမရရှိကတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစားအာဏာနဲ့မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကိုအမြဲထောက်ခံအားပေးလျက်ရှိကြောင်းမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငင်းကြေးရေးလုပ်ငန်းတွေမှာဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့မေလ9ရက်ကနဆကဥက္ကဋ္ဌနဲ့တွေ့ဆုံဆင်မှာပြောကြားခဲ့တာပါမြန်မာနိုင်ငံအနေနဲ့မြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုလည်းတိကျအာမခံပေးဖို့လည်းသူကပြောကြားခဲ့တာဖြစ်ပါတယ်တရုတ်အနေနဲ့လုံခြုံရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီးနဆကရဲ့လှုပ်ဆောင်မှုတွေကိုစိတ်မချပဲစိုးရိမ်ပူပန်မှုတွေရှိတဲ့အတွက်ကျူတီဟန်တာလိုက်တဲ့သဘော ဖြစ်နိုင်တယ်လို့တရုတ်မြန်မာအရေးလိလာတုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါရယ် အစိုးအဲ့ဒါပူပန်လာလဲပါတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီဆစ်ဆိုတာတိတ်ဆိတ်ချရတာမဟုတ်လीတစ်ချက်တစ်ချက်သူမဘာဘာတွေဘာတွေကနေတဆင်သူကတရားဆန့်ကျင်ရေးတွေဘာတွေလဲလောက်တတ်တော့အဲ့ဒီဟာကိုလည်းကြိုဟန့်လိုက်တာဖြစ်နေတယ်ထင်တယ်ကျွန်မကြည့်တာလေအော်တူပါကိုဗမာပြည်မှာထားတဲ့ policy ကတသက်မှတ်သေးပဲဗျာနော်အဲသူကဗမာပြည်ကိုဟိုတီမေအေဂျင်စီကျင်လေသူ့ရဲ့ဟိုကျမတို့နိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့ဟာတွေမထိခိုက်စေချင်ဘူးဗျာ အဲ့ဒီအခြေခံဘောကနေသူဆွေးနွေးမှာပဲသူဆွေးနွေးတဲ့အကြောင်းအရာတွေကလည်းဒါပဲလေနော်ဟိုနောက်ပြီးတော့အချက်ပါတာဒီမှာတွေ့လိုက်တာငရင်လှုပ်လို့ဟိုပျက်စီးသွားတဲ့ဟာတွေကိုလည်းတို့ကူညီပြီးဖြေရှင်းပေးပါမယ်ဆိုပြီးတော့ဟိုစစ်ကောင်စီကိုဒီပြကြသဘောပဲအဲ့တော့သူကအခုလုပ်နေတာအပြစ်ခရဆဲရေးတွေလုပ်နေတာနော်အဲ့တော့ဒီဘုံကျဲနေတဲ့ကိစ္စတို့ဘာလို့ညာလို့တဖြည်းဖြည်းရော့အောင်နည်းနည်းတွန်းတွန်းတိုက်တိုက် လုပ်နေတယ်ထင်တယ်ကျွန်မကြည့်တာ လေဟိုဘက်ကလည်းဟိုဟိုပါလေဟိုနင်းပတ်တွေကိုလည်းဟိုလက်နဲ့ကြိုင်အဖွဲတွေကိုလည်းချောင်းဖြာစက်ကောင်စီကိုလည်းချောင်းဖြာအဲ့လိုလုပ်နေတယ်နဲ့တူပါလားအဲ့တို့ရည်ရွယ်ချက်ကတော့တောက်လျှောက်တသမတ်တယ်ပဲကျမတို့ဗမာပြည်ငင်းညမ်းစေချင်တာဖွံ့ဖြိုးတိုးတက်စေချင်တာသူတို့အဲသူတို့ရဲ့မဟာပြူဟာဖြစ်တဲ့ဒီပိုးလမ်းမစီမံကိန်းတွေအောင်မြောင်ပေါ့ဗျာအပြည့်အစုံရှိအောင်ဒါပါပဲတရုတ်နိုင်ငံဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအပြောင်းလဲဖြစ်တဲ့ ဝန်ကြီးချုပ်ရှိခါစီနာထွက်ပြေးသွားပြီးအမေရိကန်နဲ့နှိစက်သူမိုဟာမက်ယူနိုအစိုးရအဖွဲ့တက်လာပြီးနောက်မြန်မာနိုင်ငံကိုပုံမှုချင်းကပ်လာတာဖြစ်ပါတယ်။နောက်ဆက်ကအနေနဲ့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝမ်ယီတရုတ်ဝန်ကြီးချုပ်လီချန်းအပါအဝင်အထူးကိုယ်စားလှယ်တွေနဲ့အကြိမ်ကြိမ်တွေ့ဆုံခဲ့ပေမဲ့လည်းသမရရှိချစ်ဖြစ်တဲ့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာဖြစ်ပြီးဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်ရေးကိုလည်းထပ်မံကတိပြုပြောကြားခဲ့ပြန်တာပါ။ မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ရင်ရွေးကောက်ပွဲအလွန်ပေါ်ထွက်လာမဲ့အစိုးရအနေနဲ့တိုင်းပြည်နဲ့ပြည်သူအတွက်ဘလို့ရာတွေကိုဦးစားပေးပြုပြင်ပြောင်းလဲမှုတွေလုပ်မလဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေကစောင့်ကြည့်နေကြရဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ရင်ရွေးကောက်ပွဲအလွန်ပေါ်ထွက်လာမဲ့အဆိုအရအနေနဲ့တိုင်းပြည်နယ်ပြည်သူအတွက်ဘယ်အရာတွေကိုဦးစားပေးပြုပြင်ပြောင်းလဲမှုတွေလုပ်မလဲဆိုတဲ့အပေါ်စည်ရေးနဲ့နိုင်ငံရေးကိစ္စတွေကစောင့်ကြည့်နေကြပါတယ်။ရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမဲ့အဆိုအရဟာနိုင်ငံတည်ငြိမ်အေးချမ်းအောင်ဦးစားပေးလုပ်ရမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအဆိုအရတရက်ကိုလည်းပုံပေါ်စုဖွဲ့ရမယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီးမောင်က CNN သတင်းဌာနကိုပြောပါရစေ။လာမယ့်အစိုးရနဲ့လွတ်လို့နော်ရေကောက်ပွဲအလုံးကာလမှာဒါလုံးတဲ့တယ်ဆိုတာ 他妈的苦路啊，这个！人家学低音部，不学低音部行，我不学你那舞蹈家嘛。反正说人家那啥子，我都冇去。每天锻炼，我他妈起码得给他做。花点两段钱，人家会嘛？人家来花几啊路？ ငွေကြေးအဖြစ်လိုအပ်တဲ့တိုင်းတာကိုရအောင်ပြုသွားမှာလူသားညီညွတ်တဲ့အစိုးရကြီးရဲ့သူတို့တွင်မှာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ဌာနမျိုးကိုအပြည့်အစုံရှိတဲ့တော့ဒါအတိတ်ကလိုပဲပြောပြောဖို့ကဒီနိုင်ငံပါဘုံနိုင်ငံဒိုနဲ့နိုင်ငံသားတွေဆိုရင်ဒီပါပူပေါင်းဆောင်ရွက်ဖို့လိုအပ်တဲ့အချက်ဒါမဲ့ငါးတင်ပါအဲ့ဒါလိုအပ်ချက်လက်နက်ကပြီးတော့ရှုပ်ပြီးမှနိုင်ငံရေးကြည့်အဲ့လိုနိုင်ငံရေးကြည့်ရပါပဲပြောပြောတက်တယ်ဆိုရင်ကလန်ဒါကြပါကြဒီဥစ္စာကကဘာကြီးတစ်ခုလုံးမှာဒီတိုင်းသွားနေတာ 2025ခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပြီးနိုင်ငံတကာရဲ့ထောက်ခံမှုတွေလည်းရရှိထားကြောင်းရွေးကောက်ပွဲကိုညီညွတ်စွာကျင်းပနိုင်ရေးပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ NASA ကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စောမင်းထွန်းကရုရှားခီးစဉ်ကအပြန်2025ခုနှစ်မေလ10ရက်မှာမီဒီယာတွေကိုပြောထားပါတယ်အဲ့ဒီရုရှားခီးစဉ်အတွင်း NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနိုင်ငံတကာကနိုင်ငံကောင်ဆောင်တွေနဲ့တွေ့ဆုံပြီးပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို2025ခုနှစ်အကုန်မှာကျင်းပမှာဖြစ်ကြောင်းရှင်းပြခဲ့တယ်လို့သူကပြောကြားခဲ့ပါတယ်ရွေးကောက်ပွဲအလွန်အစိုးရဟာပြည် သူအတွက်အဓိကပညာရေးနဲ့ကျန်းမာရေးကိုဦးစားပေးဆောင်ရွက်ပေးတင်တယ်လို့တိုင်းလိုင်းရှမ်းနယ်မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ကဥက္ကဋ္ဌဦးဆိုင်ထေအောင်က CNN သတင်းဌာနကိုပြောပါရတယ်။ ခုကဒီရွေးကောက်ပွဲတော့မဖြစ်နေတော့လုံးမှာတော့တော့တော်လောက်တာတော့ဒါတော့ရွေးကောက်ပွဲပြီးတော့တော့အနာ၃ရက်ကိုတယောက်ဆက်ကိုင်နေတယ်ခါ၃ရက်တော့အကိုင်မရှိရင်ဘယ်လဲတော့ရှိလာတော့ပါလေဥရေကြီးရေအုပ်ချုပ်ရေးတရားစီရင်ရရှိရင်ဘယ်လဲရှိပြီဆိုတဲ့ခါကျတော့တိုင်းပြည်ချက်ကတော့ကောင်းကောင်းမလုပ်လို့ရလာတော့ရလာနိုင်တယ်ပေါ့ပါလေဦးစားပေးလုပ်တဲ့လေဆိုခုပြည်သူတွေအတိတ်ကပညာရေးနဲ့ကြားမှရေးအတိတ်ကဦးစားပေးလုပ်စီကဲပါလေဒီတက်လာတဲ့ဇိုးကနေလဲကျွန်တော်တို့ကပညာနည်းတဲ့ခါကျစဉ်းစားစဉ်းကျင်ရနေမှဒီနေ့ချိန်မှာတိုင်းပြည် ို့ဖြစ်တယ်လို့ကျွန်တော်ဒီကသုံးသပ်မိလို့ပါပဲနိုင်ငံရေးတည်ငြိမ်မှုတော့ဒါလိုပါတယ်ဒါပေမဲ့မတည်ငြိမ်နဲ့လှုပ်သွားကြမှာပါကျမတည်ညာရေးဆိုရင်တော့တင်ယူညွန်းသားနေရာစကြောင်းလေးပြဖို့တော့လိုအပ်တယ်ဗျအခုတင်ယူညွန်းသားနေမှာဆိုရင်တော့များသောအားဖြင့်ကတော့ပုဂ္ဂိုလ်ကြီးကိုယ်ွယ်မှုတော့ပါတော့ဒီပဲနိုင်ငံချစ်စိတ်ဆိုရစိတ်ဓာတ်တွေကပြောင်းနေကြတာဆိုတော့ပုဂ္ဂိုလ်ချစ်စိတ်ဘက်ကပဲသွားနိုင်ငံသားတိုင်းကနိုင်ငံချစ်စိတ်ရှိမယ်ဆိုရင်ဒီကုလပြဿနာမျိုးကျုံလာတော့မှမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ် မြန်မာတပ်မတော်နဲ့နာဆာကကိုဖျောက်ချရေးလက်နက်ကင်အင်အားစုတွေကကြိုးပမ်းနေတယ်လို့နာဆာကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့ထုတ်ပြန်ကြေညာထားပါတယ်ပြည်သူတွေအနေနဲ့ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အကြမ်းဖက်ဝါဒကိုပြတ်ပြတ်တသားဆန့်ကျင်ကြစီလို့ကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှုအတွက်နိုင်ငံတော်ဖြစ်ပေါ်နေတဲ့လက်နက်ကင်ပဋိပက္ခတွေခြုံငင်ပြီးတည်ငြိမ်အေးချမ်းမှုလိုအပ်ကြောင်း2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှာကြာရောက်တဲ့89နှစ်မြောက်ချင်းမျိုးသားနေ့ကိုပြေးပို့တဲ့သူဝင်လောမှာထည့်သွင်းပြောကြားခဲ့ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ 7A ကို Alliance ကအဆိုပြုထားတဲ့အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရေးကိုနတ်ဆက်ကလက်ခံဖို့နေတယ်လို့ UEC မှာပါတီမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေက ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ ဂျပန် EA ကိုအလိုင်းရန်ကအဆိုပြုထားတဲ့အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရေးကို NASA ကကလက်ခံဖို့နေတယ်လို့ UEC မှာပါတီမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေကပြောပါတယ်။ NASA ကဟာသူတို့ရခင်ကစီစဉ်ထားတဲ့အတိုင်းသာဆက်သွားမည်ဖြစ်တယ်လို့ရွေးကောက်ဝယ်ခြင်းပါပြီးနောက်မှသာလျှင်အစိုးရတစ်ခုကိုအသွင်ကူးပြောင်းရေးအစိုးရလို့နာမည်တက်ကောင်းတက်နိုင်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ PPP မှအထွေထွေတွင်ရေးမှုဦးမျိုးဆက်သွေးက CNN သတင်းဌာနကိုပြောပါတယ်။ဂျပန် EA ကိုတောင်းဆိုတဲ့အတိုင်းတော့ဟုတ်ချင်မှာဟုတ်မယ်။ဆိုတော့ SSG ကသူ့ရဲ့မူလ ပလင်အတိုင်းပဲပါဝင်တဲ့စေကူပေါင်းရဲ့စုရတိရတော့ပေါ်ဆောင်ပေးနိုင်ပါတယ်။အဲ့မှာချန်နိုင်ရင်လည်းရပ်နာလို့ SSC ကသူ့ရဲ့မူလပလင်အတိုင်းပဲသွားနေပါမယ်လေ။သူ့ရဲ့ဟလာဒီယူကဝယ်ချင်းပါမယ်ဆိုတာလည်းသူ့ရဲ့စိုးဝထဲမှာသူ့ရဲ့မူလကနေကထင်ရထားတဲ့ချိန်ညာချက်မှာပါနေတာ။ပါနေလို့ဆိုသူကတော့ယူကပွဲလမ်းကြောင်းတွေပဲသွားမှာပဲ။ဒီကြားထဲမှာဇက်ကလာဆိုရအတွင်းကူပြန်ရေးဆိုရကိုယုံကြည်စိတ်ချတဲ့သူ့ရဲ့လမ်းကြောင်းတိုင်းသွားလို့ရမယ်ထင်တဲ့ပုံစံအတိုင်းပဲဖွဲ့စည်းပါမယ်။ အဲ့တော့ဘာဖြစ်သွားမလဲဆိုတော့စံရင်းကြီးကလည်းသူတို့ရဲ့လိုအပ်ချက်လိုလားချက်ကိုတောင်းဆိုတာပေါ့နော်။တောင်းဆိုတာကိုလိုက်လို့ပြင်မယ်ဆိုရင်တော့ဒီငွေဆွေးနွေးမှုတွေမှာပို့ပြီးတော့အားကောင်းလာနိုင်တယ်လို့ဒီဆက်ပြရရှိနေတယ်လေ။ဟိုစံရင်းကြီးကိုနဲ့လည်းပဲဒီငွေချင်းချင်းကပြည်အောင်ထုတ်ဘူး။ဆိုတော့ access ကသူ့ရဲ့မူလအနောက်တိုင်းမှာသွားမှာပဲ။အဲ့တော့လက်မခံမှုဆိုရင်လည်းပဲအများကြီးတော့ကြောက်လို့နိုင်ခြင်းမရှိဘူးပေါ့။လက်ဆက်နိုင်တဲ့ပုံမှာပို့တော့ကောင်းတယ်။ အသွင်ကူးပြောင်းရေးအစိုးရဆိုတဲ့စကားရဲ့ရဲ့အကျေပြတ်မှုကို 7EA ကအလိုင်းရဲ့ဘက်က NASA ကအတိတ်ပဲဖွင့်ပေးဖို့လိုအပ်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ်ဒီ6မှတ်တန်းကနာမည်ကျန်တဲ့၃၀ပြည်မှာပြီးပါလိမ့်မယ်။အဲတော့ဒုဂုလပြည်နေကစပြီးတော့မဆတ်တာဒီကျွန်တော်တို့ယူဆတဲ့လောက်ကာတွေးနဲ့လုံခြုံရေးကောင်စီကိုအာဏာအနှင်းတန်ပါတယ်။ကာတွေးနဲ့လုံခြုံရေးကောင်စီရဲ့ဒီမှာကုတ်ကေးမှုနဲ့အခြေခံဥပဒေအရစိုးရပြက်ကပုံထွန်းလ လာမှာအဲ့ဒီအစိုးရဒီလေအတွင်ကူပြောင်းရေးအစိုးရတရက်အဖြစ်ပုံပေါ်စီနိုင်တာအဲ့ဒီလိုအစိုးရမျိုးကိုကျင်းသလာကျတာအဲ့ဒါကျတော့ခြေခံဥပဒေအရနော်နတ်စကမဟုတ်တဲ့ခြေခံဥပဒေအရတာဝန်နဲ့လုံခြုံရေးကောင်စီကခုနကတီဆောက်မဲ့အစိုးရအဲ့ဒီအစိုးရကိုအတွင်ကူပြောင်းရေးအစိုးရလို့ခေါ်မှာလားဂျာချက်အစိုးရလို့ခေါ်မှာလားခြေခံဥပဒေအရ မှန်တယ်တခုပါပဲပြောဖို့လိုတယ်။ဘုံမဟုတ်ခြေခံဥပဒေနဲ့ဆန့်မြင်ရင်းနဲ့နော်အတွင်ကူးကြောင်းရဲ့အစိုးရဆိုတာမျိုးပြုတ်ဘက်ကရည်ညွှန်းထားကြလားဆိုတာကိုအသိပြင်ဖို့လိုပါလိမ့်မယ်။မဆက်ကအနေနဲ့ကလို့ကောက်ဝေးနဲ့လုံခြုံရေးကောင်စီကဖြစ်ရှိပေးမဲ့အတွင်ကူးကြောင်းရဲ့အစိုးရလို့အမည်တက်နိုင်တဲ့အစိုးရတရက်ကိုသူ့ဘက်ကတော့ပုံဖော်ပေးနိုင်တဲ့အနေအထားရှိပါမယ်။7 EAO Alliance ဟာ AB 28 29ရက်ကအစည်းအဝေးကျင်းပခဲ့ပြီးနောက် NASA ကအနေနဲ့အကောင့်ထယ်ဖို့ပေးဖို့အဆိုပြုချက်၅ချက်ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါအဆိုပြုချက်၅ချက်မှာဒီပြိပခါမှာပါဝင်သူအဖွဲ့အစည်းတွေအားလုံးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲပြိပခါမှာပါဝင်တဲ့အစုအဖွဲ့အစည်းတွေအားလုံးကအပြည့်ရဲ့ဈေးညာဖို့နှင်းတက်ဆိုင်သူတွေအကြားဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာဂရိကဝတ်ပြုဖို့၃ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့ လေဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ငါဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲကျင်းပဖို့လို့ဖြစ်ပါတယ်။ Seven EA ကိုအလိုက်ရဲ့အဖွဲ့ဟာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူညီစာချုပ် NCA ထိုးထားတဲ့ RCSS, PNNO, NMSB, NDU, DKBA, KNU, KNNA, BC, ANBR တို့ပါဝင်ကြပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရဆက်ရေးသဘောတူညီမှုရရှိခဲ့ပြီးနောက်အဓိကပြဿနာ၃ရပ်ကိုဆွေးနွေးသွားမယ်ဆိုတဲ့တင်မဲ့ဖြစ်ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရစေးသဘောတူညီမှုရရှိခဲ့တဲ့နောက်နှစ်နိုင်ငံကြားအဓိကပြဿနာအုံကူဖြစ်တဲ့ကက်ရှမီးယားဒေသအရေးအကြမ်းဖက်မှုနဲ့အင်ဒူမြေရေစာချုပ်ကိစ္စတွေကိုဆွေးနွေးမယ်လို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာအစစ်ကပြောကြားခဲ့ကြောင်းအိန္ဒိယန်တူဒေးကဖော်ပြခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားနေဆက်ဖြတ်ကျော် drone တိုက်ခိုက်မှုတွေဒုံးကျည်တိုက်ခိုက်မှုတွေနဲ့စစ်ရေးအရ၄ရက်ကြာထိတ်တဲ့ရင်ဆိုင်ခဲ့ပြီးနောက်အစစ်ရဲ့မန်ချက်စတာတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ပါကစ္စတန်ကာကွယ်ဝင်ကြီးအဆစ်ကအဲ့ဒီပြဿနာ၃ခုကအဓိကဆွေးနွေးရမယ့်အကြောင်းအရာတွေဖြစ်ပါတယ်။အပြစ်ခတ်ရစေးကငင်းငင်းရေးစီဥတီတဲ့လမ်းကိုခင်းပေးနိုင်ခဲ့မယ်ဆိုရင်ဒါဟာလက်ခံကျူးဆူရမယ့်အခြေအနေဖြစ်ပါတယ်လို့ပြောပါတယ်။အဲ့ဒီနောက်အပြစ်ခတ်ရစေးရဲ့ရလက်ကိုခံမှန်းဖို့အချိန်ဆုံးလွန်နေသေးတယ်လို့သူကပြောပါတယ်။အိန္ဒိယပကြံရှိကက်ရှမီးယားဒေသမှာလူ26ဦးသေဆုံးခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုလက်တော့ပြန်တဲ့အနေနဲ့အိန္ဒိယဟာပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသဖုတ်တိုရှိနေဆက်ဒေသတချို့အကြမ်းဖက်အဖွဲ့တွေရဲ့အခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်နှစ်နိုင်ငံကြာ စည်ရေးတင်မာမှုတွေအမြင့်တက်လာခဲ့တာပါပါကစ္စတန်ကတော့မေလ၁၀ရက်ကရရှိခဲ့တဲ့သဘောတူညီချက်ကိုအပြစ်ကတ်ရစည်ရေးသဘောတူညီချက်လို့ရည်ညွှန်းပြောဆိုနေဒီမှာအိန္ဒိယကတော့ရန်လိုမှုတွေကိုရပ်တန့်ဖို့အကန့်အသတ်ရှိတဲ့အနားလည်မှုလို့ပြောကြခဲ့ပါတယ်အချိန်တွေကုန်လာတာနဲ့အမျှငင်းငင်းရေးအတွက်အခွင့်လန်းတွေထွက်ပေါ်လာနိုင်ပါတယ်လို့ပါကစ္စတန်ကာဝေးဝန်ကြီးအစစ်ကပြောပါတယ်အိန္ဒိယရဲ့ခေါင်းဆောင်တွေအနေနဲ့လည်းတနေ့နေ့မှာနိုင်ငံရေးအရာတွက်ချက်မှုတွေထပ်ကျော်လွန်ပြီး ဒေတာရင်းတည်ငြိမ်ရေးကိုဦးစားပေးလိမ့်မယ်လို့မျှော်လင့်ရကြောင်းလည်းသူကပြောပါရယ်။နှစ်နိုင်ငံကြားအပြန်အလှန်လေးစားမှုနဲ့တာတူညီမျှမှုတို့အပေါ်အခြေခံပြီးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုဟာတောင်ဝါရှားရဲ့အနာဂတ်အတွက်အရေးကြီးကြောင်းပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါရယ်။အီရန်နဲ့အမေရိကန်တို့ရဲ့ထိပ်သီးကိုယ်စားလှယ်တွေဟာဆွေးနွေးညှိနှိုင်းမှုတွေကိုပြန်လည်စတင်ခဲ့တဲ့ဆိုတဲ့တဲ့င်းပြည်စုံကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ အီရန်ရဲ့အငင်းပွားပွဲနျူကလ িয়ার စီမံကိန်းပြဿနာကိုဖြေရှင်းဖို့အီရန်နဲ့အမေရိကန်ရဲ့ထိပ်သီးကိုယ်စားလှယ်တွေဟာဆွေးနွေးညှိနှိုင်းမှုတွေကိုပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အီရန်နဲ့အမေရိကန်တို့ကဆယ်စုနှစ်များစွာကြာမြင့်နေတဲ့နျူကလ িয়ার စီမံကိန်းပြဿနာကိုတတမန်နီလန်နဲ့ဖြေရှင်းလိုကြောင်းပြောကြားခဲ့ပေမယ့်ကိစ္စရဲ့အချို့မှာနှဆိုင်စွာသဘောထားကွဲလဲနေစေဖြစ်ပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးအပတ်စ်အရချီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အရှိအလေပိုင်းရီယန်တတမန်စတီးဗ်ဝစ်ကော့ဖ်တို့ဟာအူမန်နိုင်ငံမတ်စကတ်မြို့တော်မှာ အိုမန်စစ်တပ်ညီနိုင်သူတွေနဲ့အတူစတုဒ္ဒအကြိမ်မြောက်ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ကြပါတယ်။အီရန်ဟာရှင်းလင်းပြတ်သားတဲ့မူဝါဒတွေအပေါ်အခြေခံပြီးကောင်းမွန်တဲ့အနေအထားမှာရှိနေပါတယ်။ဒီဆွေးနွေးပွဲကလည်းတိကျတဲ့သဘောထားတစ်ခုရရှိဖို့မျှော်လင့်ပါတယ်လို့ RG ကမတ်စကတ်မြို့တော်ကိုမသွားရောက်မီအီရန်နိုင်ငံပိုင်ရုပ်သံမှာပြောကြားခဲ့ပါတယ်။ ။အိုမန်နိုင်ငံမှာရှိနေတဲ့အီရန်ရဲ့ကျွမ်းကျင်သူတွေအဖွဲ့နဲ့လည်းလိုအပ်မယ်ဆိုရင်ဆွေးနွေးတိုင်ပင်သွားမယ်လို့သူကပြောပါရယ်။ဝစ်ကော့ဖာမီလာရှီယက်က Brightbird News သတင်းမီဒီယာနဲ့တွေ့ဆုံချိန်မှာအီရန်နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးအမေရိကန်ရဲ့အလျှော်မပေးနိုင်တဲ့သတ်မှတ်ချက်တွေကိုပြောကြားခဲ့ပါရယ်။ယူရေနီယံမတန့်စင်ရဘူး။အတိတ်ဘက်ကတော့ဖျက်သိမ်းမှုပေါ့။လက်နက်တွေမလုပ်ရဘူးလို့ဝစ်ကော့ဖ်ကပြောကြားခဲ့ပြီးအီရန်ရဲ့နန်တက်၊ဖော်ဒိုနဲ့အစ္စဖာဟန်မြို့တွေရှိနျူကလ িয়ার စက်ရုံတွေကိုအလုံးစုံဖျက်သိမ်းဖို့လိုအပ်ကြောင်းပြောကြားခဲ့ပါရယ်။ဆွေးနွေးဘက်ကအကျိုးရှိတဲ့ရလဒ်မထုတ်ခဲ့ဘူးဆိုရင်တော့သူတို့ကလည်းဆက်ပြီးဆွေးနွေးမှာ မဟုတ်တလို့ကျွန်တော်တို့ကလည်းအခြားနည်းလမ်းတစ်ခုလုပ်သွားမှာပါလို့ Wiskoff ကပြောကြားခဲ့ပါတယ်။ Trump ကတော့ Iran Nuclear စီမံကိန်းနဲ့ပတ်သက်ပြီးတန်မန်နည်းလမ်းအရာဖြည့်ရှင်းမှုအောင်မြင်ခြင်းမရှိရင်စစ်ရေးအရာရည်ယူသွားမယ်လို့ Iran ကိုချိန်ချောက်ခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကစစ်ပွဲကိုအဆုံးသတ်ဖို့ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်မယ်လို့မေလ17ရက်က အဆိုပြုခဲ့တဲ့တင်ကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ရုရှားသမ္မတပူတင်ကစစ်ပွဲကိုအဆုံးသတ်ဖို့ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်မယ်လို့မေလ17ရက်ကအဆိုပြုခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်အဲ့ဒီအဆိုပြုချက်ကိုယူကရိန်းသမ္မတဇာလန်စကီးကကြိုးဆိုခဲ့ပေမဲ့ရုရှားအနေနဲ့အပြစ်ခတ်ရစေဖို့သဘောတူရမှာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလကပူတင်ဟာယူကရိန်းကိုစစ်သားတွေဆီလွတ်ခဲ့ပြီးစစ်ပွဲကိုစတင်တိုက်ခိုက်ခဲ့တာ1962ခုနှစ်ကျူဘာတုံးကြီးအကြက်တဲနောက်ပိုင်းရုရှားနဲ့အနောက်နိုင်ငံတွေကြားတင်းမာမှုအမြင့်ဆုံးအခြေအနေကိုရောက်ရှိခဲ့ပါတယ်။ ယူကရိန်းစစ်မြေပြင်မှာရုရှားတပ်တွေကရှေ့သို့ခြေတက်နေမှုနဲ့အတူပူတင်ဟာကမ်းလှမ်းချက်အနည်းငယ်သာပြီးခဲ့ပါတယ်။ လက်ရှိမှာတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာယူကရိန်းနဲ့ကျူတင်သတ်မှတ်ချက်တွေမရှိဘဲရေရှည်တည်မြဲတဲ့ငြိမ်းချမ်းရေးအတွက်ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးလိုကြောင်းအဆိုပြုခဲ့ပါတယ်။မေလ17ရက်ရုရှားစံတော်ချိန်နံနက်တနားခွဲကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာမေလ15ရက်မှာအစ္စတန်ဘူမှာယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေကိုပြန်လည်စတင်ဖို့အဆိုပြုကြောင်းပူတင်ကပြောကြားခဲ့ပါတယ်။မေလ12ရက်ကစပြီးယူကရိန်းနဲ့ရုရှားကြားချွင်းချက်မရှိရက်30ကြာအပြစ်ခတ်ရက်စေးရေးကိုစတင်ဖို့ယူကရိန်းနဲ့ဥရောပခေါင်းဆောင်တွေကတိုက်တွန်းခဲ့တဲ့နောက်နိုင်ပိုင်းကြာမှာပူတင်ကအဲ့ဒီလိုအဆိုပြုခဲ့တာဖြစ်ပါတယ်။မေလ10ရက်က ယူကရိန်း၊ဗြိတိန်၊ပြင်သစ်၊ဂျာမနီနဲ့ပိုလန်နိုင်ငံတွေကကောင်းဆောင်နေရာယူကရိန်းနိုင်ငံ KF မြို့တော်မှာတွေ့ဆုံခဲ့ကြပြီးရုရှားအနေနဲ့အပြစ်ခတ်ရစေးရဲ့အဆိုပြုချက်ကိုသဘောမတူရင်ယူကရိန်းအတွက်စည်ရေးကူညီတွေပေးသွားမှာဖြစ်ပြီးရုရှားကိုပိတ်ဆို့မှုအသစ်တွေထပ်မံချမှတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဇာလန်စကီကတော့ပူတင်ရဲ့အဆိုပြုချက်ဟာစစ်ပွဲကိုအဆုံးသတ်ဖို့ရုရှားဘက်ကစဉ်းစားလာတဲ့အပြုသဘောဆောင်တဲ့လက္ခဏာတစ်ခုဖြစ်တယ်လို့ X လူမှုမီဒီယာမှာပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းရုရှားနဲ့ယူကရိန်းအတွက်ကောင်းမြတ်တဲ့နေ့ရက်ဖြစ်လာနိုင်ပြီး လူပေါင်းများစွာရဲ့အသက်တွေကိုကဲ့တင်နိုင်လိမ့်မှာဖြစ်ကြောင်း True Social လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။စီအန်အာသတင်းထောင်နာရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ United အသင်းကြီးပြအာမိုရီဟာအသင်းအနေနဲ့ Premier League ပြိုင်ပွဲမှာစိုးရွားတဲ့ပုံစံဆက်ပြီးရှိနေရင်သူထွက်ခွာသွားနိုင်တယ်လို့ဝန်ခံပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ United အသင်းကြီးပြအမရင်ကအသင်းအနေနဲ့ Premier League ပြိုင်ပွဲမှာဆိုးရတဲ့ပုံစံဆက်ပြီးရှိနေရင်သူထွက်ခွာသွားနိုင်တယ်လို့ဝက်ဆမ်အသင်းကိုငကိုကိုမရှိတဲ့အရေးနိုင်တဲ့ပွဲပြီးမှဝန်ခံခဲ့ပါတယ်။အမရင်ကလက်ရှိအခြေအနေကရှက်ဖို့ကောင်းပြီးလက်ခံမှုခက်ခဲပါတယ်။ United လို့အသင်းအနေနဲ့ပွဲရှုံးရမှာကိုကြောက်ရွံ့မှုမရှိတော့ဘူးဆိုရင်ဒါကအသင်းကြီးတွေအတွက်အန္တရာယ်ရှိဆုံးအရာပါ။ဒီမှာရှိတဲ့လူတိုင်းအနေနဲ့ကိစ္စအများပြားကိုလေးလေးနက်နက်စဉ်းစားဖို့လိုပါတယ်။လူတိုင်းကဘောလူပွဲအကြောင်းကိုတွေးနေပေမဲ့တိတက်ပူကြီးမတဲ့စဉ်းစားစရာတွေရှိပါတယ်။ကျွန်တော်တို့ကဒီလိုမျိုးတွေနောက်ရာသီမှာရှိမှာမဟုတ်တဲ့အတွက်နေရာသီမှာ များတံမာပြီးတတိရှိဖို့လိုပါတယ်။ပြောင်းလဲမှုမလုပ်နိုင်ရင်တော့မတူညီတဲ့လူတွေကိုနေရာပေးတင်ပါတယ်လို့ပြောခဲ့တာပါ။ United အသင်းရဲ့ West Ham အသင်းကိုအရေးနိုင်ပြီးတဲ့နောက် DRT Premier League ပွဲစဉ်36ပွဲကစားပြီးမှ18ပွဲအထိရှုံးပွဲကြုံတွေ့ကအမပေးစရာအဆင့်16နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ဒီပြအာမရင်လက်ထက်မှာ Premier League ရှုံးပွဲ73ပွဲအထိကြုံတွေ့ထားတဲ့ United အသင်းဟာ January 26ရက်နောက်ပိုင်းကစားထားတဲ့ပွဲဒီမှာ Leicester နဲ့ Ipswich အသင်းတွေကိုသာအနိုင်ရယူနိုင်ခဲ့တာပါ။ United အသင်းကနောက်ဆုံးကစားခဲ့တဲ့ Premier League 9ပွဲစလုံး9ပွဲပျောက်ဆုံးနေခဲ့ပြီးအဆိုးရွားဆုံးအခြေအနေနဲ့ကြုံတွေ့နေရ တာဖြစ်ပါတယ်။ United တင်ရ1994ခုနှစ်ကဒုတိယတန်းကိုတန်းဆင်းပြီးနောက်ပိုင်းလက်ရှိရည်တည်မှုဖြစ်တဲ့အဆင့်16ကသူတို့ရဲ့လိမာအစိုးရဆုံးအဆင့်ရည်တည်မှုဖြစ်နေတာပါ။ Manchester Club ဟာ Premier League မှာရလက်တွေစုနေပြီးမြေ Europa League ပိုလူပွဲကိုတက်ရောက်ထားပြီး Spurs နဲ့ရှင်မြန်ရမှာဖြစ်ပါတယ်။ United တင်ဒီပြအာမိုရင်ကသူအပိုလူပွဲအတွက်စိုးရိမ်မှုမရှိဘဲလာမယ့် Premier League ပွဲမှာအများကြီးတိုးတက်မှုရှိအောင်လုပ်ဖို့လိုတယ်လို့ပြောခဲ့တာပါ။ United တင်ရလာမယ့် Premier League ပွဲစဉ်ဖြစ် Chelsea တင်နဲ့ရှင်မြန်ရမှာဖြစ်ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်မေလ12ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြွက်ရှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။